ဘယ်လိုခုံလဲဆိုတော့ဟိုဟာခိရဲ့ခိရည်စည်းကြောင်းမှာရှိနေတဲ့ဇက်လည်းဖြစ်သွားရလဲပါတယ်နောက်တစ်ခုကကြတော့ကတ်စတင်လေးတွေကသူ့ကလည်းသူပြိတက်ကိုနည်းနည်းလေးဆက်ဆောင်မှုရှိသွားရလို့မြင်တယ်ပေါ့အဲ့တော့သူကသုံးကိုတော့ခွဲလိုက်တယ်အဲတုံးကိုခွဲရလို့မဟုတ်ပါဘူးဒါကာရက်တာရဲ့ပြောင်းလဲမှုတွေပေါ့အဲထဲထဲမှာဇက်ကောင်ရဲ့လှည့်ထားတဲ့ဟာလေးတွေပေါ့အဲဒါလေးတွေကတော့နည်းနည်းလေးပြိတက် ရိသတ်နည်းနည်းလေးစိတ်ဝင်စားစရာဖြစ်အောင်တမေလှုပ်ထားသလိုမျိုးတော့ဖြစ်နေရပါလိမ့်။ဒါပေမဲ့ဇလန်းရဲ့မူရင်းဇလန်းမှာကိုယ်တိုင်ဟိုကအဲ့လိုမျိုး twist လေးနေနဲ့ဇက်ကောင်ရဲ့ကိုတိဆောက်ထားတာဆိုတော့ဒီကားကိုဒီဇလန်းကိုရတော့ကျွန်တော်ဘာကြောင့်ဒီကားကိုဒီကားကိုလာပေးတယ်ဆိုတဲ့ဟာလေးတော့မြင်သွားတယ်ပေါ့။မြင်သွားတဲ့ခါကျတော့အဲ့ခါကျတော့ကျွန်တော်လည်းဒီကားလေးပေါ်မှာဟိုငါအကောင်းဆုံးဖြစ်အောင်တော့ငါစူးစမ်းခွင့်ရတဲ့ဇက်ရုပ်ကလေးဇက်ကောင်လေးတစ်ခုတော့ ြင်ပြီးတော့ဒါလေးကိုအတက်နိုင်ဆုံးစူးစမ်းခဲ့တာပေါ့ဆိုတော့အကောင်းဆုံးကြီးလို့တော့ဟိုမြင်လို့မမြင်ပါဘူးဘာလို့ဆိုတော့ရှေ့မှာရိုက်ခဲ့တဲ့ဟာတာကားတွေအများကြီးရှိခဲ့တယ်အောင်မြင်တဲ့ကားတွေလည်းရှိခဲ့တယ်အတင်တင်လည်းရှိခဲ့ဆိုတော့ဒီကားလေးကတော့တင့်လို့ပဲကျွန်တော်ပြောချင်ဟောအကြောင်းမြင်းနေကိုရင်စီးနေဝါသနာပါတယ်မြင်းစီးတာဝါသနာပါတယ်ကျွန်တော်ကအဲ့လိုဘယ်လိုခေါ်မလဲဆိုတော့တုံတန်ယုံပေါ့နော်နည်းနည်းအဲဒီ action action မိုင်းနဲ့ဘာလို့ပြည့်စင်းလဲအဲ့လိုမရပါဘူး မျက်နှာကြီးမြင်နေရမှာပေါ့တိပ္ပံတက်တော့လေကိုယ်ရင်တကယ်တက်သွားတာဟုတ်ဘယ်လိုကိုယ်လိုက်တဲ့ဥဆောင်နေဟုတ်တယ်ဒီချိုးဒါရင်းတွင်လိန်ရရတယ်အင်းစားဘာလို့ကိုယ်ရင်ဒီလုပ်နေအဲကိုတိုင်းလုံးမှာပဲပို့ပြီးတော့ထိရောက်မှုရှိပြီပေါ့နော်နောက်ပြီးတော့မဆိုတော့ဒီတစ်ပေတက်တဲ့ကိစ္စနဲ့မြင်းစည်းတဲ့ကိစ္စတော့ ရုပ်ဆောင်တယောက်နေတော့ခက်ခဲတယ်လို့ယူဆသင့်ဘူးလို့ထင်တာပဲနောက်ပြီးတော့လူစားထိုးဖို့လည်းမလိုအပ်ဘူးလို့ထင်တာပေါ့နော်မလိုအပ်ဘူးဆိုတာကတော့ဘယ်လိုပုံလဲကိုယ်တိုင်မလုပ်တတ်ဘူးဆိုရင်တော့တစ်မျိုးပေါ့ဒါပေမဲ့ဓာလေးတွေကိုတော့တရုပ်ဆောင်လုံးမယ်ဆိုရင်တော့ဟိုဒါအခြေခံလေးတွေလိုပဲမြင်တယ်လေဒါကြောင့်မလို့ဟိုကောင်းမောင်းတာစိုက်ကယ်မောင်းတာဒီဒီလေလေလော်တာတော့အစပေါ့လေ ာမျိုးဗာလေကိုယ်တိုင်လုံနိုင်တဲ့အနေအထားမျိုးရှိရင်တော့အားလုံးကတော့ကိုယ်တိုင်လုံလုံချင်တယ်ပေါ့အဓိကတော့လုံချင်တယ်ဆိုတာဝါသနာလည်းပါတယ်လည်းပါတာပေါ့လေဒါပြီးတော့ဒီလုံပုံမှာလည်းနည်းနည်းလေးအဲ့လိုမျိုးလေးတန်ဖိုးထားပြီးတော့အလုပ်ကိုလုံချင်တဲ့စိတ်ရှိလို့ဆက်အဲ့တော့ဒီတို့ဒီအသားကိုလည်းပိုက်တဲ့သဘောရှိရမှာဒါကတော့ပရိသတ်ကပဲဆုံးမြတ်ပေးရမှာပေါ့ကျွန်တော်တို့အနေနဲ့ကတော့ဒါစူးစမ်းရတယ်ပေါ့ဟုတ်လीနေတိုးကြောင့်ရည်နေရတယ်အဲ ဲအဲ့ဒါတော့ဝမ်းသာမှာပေါ့လေအဲ့လိုကြားရတာဆိုတာတကယ်တမ်းဆိုလို့ရှိရင်တော့အကုန်လုံးရဲ့တင်းတစ်ခုလုံးရဲ့တင်းတစ်ခုလုံးရဲ့စူးစမ်းအထောက်မှုပေါ့လေဆိုတော့ကျွန်တော်အမြင်မှာပြောရရင်တော့စစပြောသလိုပေါ့ကျွန်တော်တို့ဟာအကောင်းစားကြီးကျွန်တော်တို့အကုန်လုံးကတော့မတွဲဘူးတဲ့အတွဲတွေနဲ့ရိုက်ရိုက်ရတဲ့အချိန်မှာမမြင်ဘူးတဲ့ idea တွေလည်းထွက်လာတဲ့သဘောလည်းဖြစ်နိုင်ပါလေဆရာဟုတ်ဟုတ်ဒီလိုမဟုတ်ရင်ဘယ်လိုလုပ်ရပါမလဲဆိုတော့အဲ့ဒါတော့မပြောတတ်ဘူးဆိုတော့ကျွန်တော်မဟုတ်ရင်တော့ နာမည်ပြောင်းရမှာပေါ့ငတိုးမဟုတ်တော့ဘူးငွေနည်းမြတ်တယ်တခုခုဖြစ်သွားမှာပေါ့အဲ့တော့အခုကနှစ်ပတ်ရပါဘူးနော်ဟုတ်ကဲ့အဲ့တော့ဒီလိုသွားတိုင်းမင်းမပြောင်းဟုတ်ကဲ့ဒီကကြာဘာကြောင့်ဖြူးရှင်ဖြစ်သွားတော့ရရှင်းမှာတော့နောင်လို့ပါလို့ရတယ်ပါဟိုဟာပေါ့အဓိကတော့ပြိဿရဲ့အပိမှုပေါ့လေအပိမှုဆိုတာကတော့ကျွန်တော်တို့ဒါကိုအစင်ဒီနှစ်နှစ်ကြာရှည်စွာဟိုပေါ့နော်ဒီလောက်ကိုလောက်လာတဲ့လူတယောက်အနေနဲ့ ဒီလိုမျိုး comedy ဇာကားတွေကိုလည်းရှေ့ကအားပေးခဲ့တဲ့ပရိသတ်ရဲ့အရှိန်ပေါ့အဲ့ဒါလည်းပါမယ်နောက်ပြီးတော့ကျွန်တော်တို့ဟိုမတူညီတဲ့အတွဲအဆက်ကလေးရဲ့နောက်ပြီးတော့ဒီဇက်ရဲ့ character twist လေးတွေကိုသဘောကျတာကြောင့်လို့တော့ထင်ပါတယ်ဆရာ။ဟိုဒီကိစ္စမှာဆိုရှင်တချို့ဟိုဘုန်းရှင်ဆိုရလို့ comedy တို့ခေါ်လို့စသဖြင့်ပေါ့ဟုတ်ကဲ့ဘာကြောင့်ကိုစစ်ကြိုက်လူတွေတတားတွေဝေးထားတာဟိုအဓိကတော့ဒီ character တွေမှာကတော့အဓိကဟိုပါဝင်တဲ့လူတွေကခု character နဲ့ကို live ဖက်ဖို့အရေးကြီးဆုံးပဲပေါ့နော် ျွန်တော်တို့ကတော့အဲအခုနောက်ပိုင်းကဘယ်ဘယ်ကားမဆိုကတ်စတင်ခေါ်တဲ့အခက်ကိုဖြစ်နေရအောင်ဆိုတော့ဇယုတ်နဲ့လိုက်ဖက်အောင်ပဲအဓိကဦးစားပေးပြီးတော့ကျွန်တော်တို့လုပ်ရတာပေါ့ကျွန်တော်တို့က pre production ကလည်းလာနဲ့ချီပြီးလုပ်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ pre production ကိုလည်းကျွန်တော်တို့ဟိုရက်နည်းနည်းနဲ့ပေါ့နော်ကျွန်တော်တို့ဒီမြန်မြန်ဆန်ဆန်တဲ့ character ဒီ character တွေကိုဝင်ဝါအောင်ဝင်ဝါအောင်လုပ်ဟိုဟိုလူတွေကိုပဲရွေးချယ်ကြတာပေါ့ဥပမာဟိုထက်ထုံးကိုရွေးထားတဲ့ဟာ ဲပေါ့အဲစီဖြိုးကိုရွေးထားရတယ်အဲ့လိုပဲပေါ့ကျွန်တော်တို့ကဟိုပါပေါ့မတူညီတဲ့အတွဲကိုရိုက်တယ်ဆိုရင်မဲ့လဲကရီယာထဲမှာဝင်ဖို့အရေးကြီးတာပေါ့နော်အဲဟိုငတိုးဖြစ်အောင်တော့ကျွန်တော်ကတော့ပို့ပြီးတော့စူးစမ်းရတယ်လို့တော့မြင်ပါတယ်နောက်ပြီးတော့ဟိုဘယ်လိုပုံလဲဆိုတော့ဒီကျွန်တော်ရဲ့ပရိသတ်ပေါ့နော်ကျွန်တော်ရဲ့ပရိသတ်ရဲ့ဟိုသူတို့ကြိုက်တာလေးတွေကိုလည်းဒီကားထဲမှာဘယ်လောက်ရာခိုင်နှုန်းဘယ်လောက်ကျွန်တော်ထည့်ရမလဲလို့လည်းစဉ်းစားပြီးတော့ဒီကားလေးကိုအချိုးကျကျလေးတော့ကျွန်တော်ဒရိုက်တာနဲ့ညှိနှိုင်းပြီးတော့လုပ်ခဲ့ရတဲ့ကားလေးပါ ဒီတို့ကြောင့်ဂန်တွေငတို့လို့ပြီးရမဟုတ်ဘူးဇက်ကဒီ origin ဒီကားရိုက်ဖို့လာတဲ့ဟိုကဇလန်၄ခုပေးတယ်ဇလန်၄ခုမှာဆိုတော့ drama ၂ခုဟာသ၂ခုပါတယ်ပေါ့ဆိုတော့သူတို့ကတော့ဒီကားလေးကိုစိတ်ဝင်စားတယ်ဆိုပြီးပြောတော့အဲအဲ့ကားလေးကိုဖက်ကြည့်လိုက်တော့ကျွန်တော်လည်း comedy line ကိုရိုက်မယ်ဆိုရင်တော့လည်းမဆိုးဘူးဆိုပြီးတော့ရွေးဖြစ်သွားတာအဲ့တော့ဒီတူဒီကိုနဲ့တွဲဖက်တင်းဆောင်ရဲ့သူတွေကိုစစ်ကြိုက်ကိုယူရတယ်လို့ရှိတယ်။အကုန်လုံးညှိနှိုင်းတာပါဗျာ။ကိုစစ်ကြိုက်ဆိုရတဲ့အကုန်လုံးညှိနှိုင်းပြီးတော့ရွေးရတာပါ။ အဲ့တော့ကိုရိုးတို့ကလက်ကြီးတဲ့ဟာဂန်တွင်ကတို့ကိုယုံတင်ကနေပေါ်စိတ်ဘူးဒီကတော့ကျွန်တော်စိတ်ဘူးပြောပြတယ်ဘာကြောင့်စိတ်ဘူးလဲကိုရိုးတော့မကြည့်ပါဘူးလူကရံတော့တော့ရင်းနေစိတ်လူရှာနေပြီတောင်ငလို့ကြတော့အာဆရာတာသိမ့်မှုကြီးကောင်းတော့အဲ့လိုဟာမှတ်တာပါတယ်ဘာဖြစ်ဖြစ်ကိုယ့်ပုံမှာလည်းယုံကြည်မှုရှိရလဲအကြောင်းဖြစ်မှာပေါ့လေကိုယ့်ပုံမှာယုံကြည်မှုဆိုတာတက်ကိုကိုတိဆောက်ထားတဲ့ကိုပရိသတ်ဟို ပရိသတ်ကိုကိုပရိသတ်ရဲ့အားကိုယုံကြည်တယ်ရာလဲပါမှာပေါ့ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့လူပညာရှင်တွေအနေနဲ့ကလည်းဒါဟိုရေကူးတဲ့အချိန်မှာဒီထဲမှာကပို့ပြီးတော့ကောင်းတဲ့ကားတွေကိုရေကူးထုတ်လုပ်ဖို့အတွက်လည်းအားရအများကြီးဖြစ်တယ်ပေါ့ဆရာရဲ့ဆိုတော့အဓိကတော့ကျွန်တော်စစပြောသလိုမျိုးပဲဒီကားကိုကျွန်တော်ကဟာတာကားအနေနဲ့ကိုယ်က rating ပေးမယ်ဆိုရင်တော့ကျွန်တော်က10မှ5လောက်ပဲကျွန်တော်ပေးချင်သေးတယ်။ဒါဆိုဒီထက်အများကြီးကောင်းအောင်ကျွန်တော်လှုပ်လို့ရသေးတယ်။ ဆိုတော့နောက်ထပ်လည်းဒီထက်ကောင်းတဲ့ကားတွေအများကြီးလာအောင်ပါဆိုတော့လေလာလာတန်းရှိသေးတယ်ရှိသေးတယ်လာအောင်ပါလာအောင်ပါဟုတ်လာအောင်ပါအဲ့တော့ညီမရုပ်ရှင်ဇီဝက်ကိုနေတို့ရဲ့မြင့်မြတ်ကိအချင်းမော်ဝင်နေဝင်ဥဆောင်ရလာဩအဲ့ဒါကတော့ကျွန်တော်တို့ဇီဝက်ကိုလေ့လာတဲ့လူတွေရဲ့သိဆုံးဝင်ဖြစ်မှာပေါ့ကျွန်တော်တို့ကတော့ဇီဝက်ထက်အမှုပညာကိုဘယ်လိုတိအစ်စ်တွေဖန်တီးရမလဲဆိုတာကိုပုံပြီးစိတ်ဝင်စားတယ်ပေါ့ဇီဝက်ကတော့ဒါ production နဲ့အဲဒါရုပ်ရှင်တွေရဲ့ ုံစံလေးတွေတော့သူတို့ကတော့ပို့ပြီးတော့နားလည်ပါပါတယ်တက်ပြီးတော့နားမလဲအဲ့တော့နေတို့ကြီးတက်တယ်ဘာကြောင့်ယူမကြောဒီနေတို့နေတို့ပဲဒါကြောင့်ယူမကြောအဓိကတော့ဆရာကြီးကျွန်တော်တို့ကရေရှိရည်တည်မှုတစ်ခုမှာကျွန်တော်တို့ကဟိုစူးစမ်းမှုလည်းပါတာပေါ့နော်အဲ့တော့စူးစမ်းထုတ်မှုရဲ့ကိုယ့်ရဲ့အခံတရားကလည်းနည်းနည်းလေးဟိုပရိသတ်ကိုအဓိကတော့စေရနာပေါ့ဟိုကဟိုရိုက်ရိုက်ကူးတဲ့ကားမှာအဓိကဟိုပတ်စံဆိုတာတက်ကိုဘယ်လောက်ထိကိုဘယ်လောက်ထိပေးနိုင်မလဲပေါ့ကိုပေးနိုင်သလောက် ိုပြန်ရကြတာပဲဆိုတော့လေဟိုဘယ်လောက်ဒီပေးနိုင်မလဲဆိုတဲ့ဟာပုံမှာမူတည်ပြီးတော့ပဲအဲအကုန်လုံးကိုလူတွေကမျှော်လင့်ကြရတာဆိုတော့လေဒီပုံမှာကျွန်တော်တို့ကမျှော်လင့်ခြင်းနဲ့လှုပ်လှုပ်တာမဟုတ်ပဲねကျွန်တော်တို့ကပေးတယ်ပေးခြင်းနဲ့စိတ်နဲ့ပဲလှုပ်လှုပ်ခဲ့လို့ဒါပြန်ရတယ်လို့တော့မြင်ပါတယ်ဆရာဟုတ်အဲ့တော့နောင်နေမတော်နေစတိစရန်ကွာနေတယ်ဘာမှမဆိုင်ဘူးဆရာဘာမှမဆိုင်ပါဘေးကအရလာမှုရှိတယ်အနောက်ပေါ့ဆရာအဲ့ပေါ့ဒါမဲ့ဒီမှာကလည်းကျွန်တော်တို့ကလေဟိုဟာလေး ဘယ်လိုခုံမလဲဆိုတော့ကျွန်တော်တို့ traditional လေးတွေကိုတော့ကျွန်တော်တို့ထည့်ပြီးတော့လုပ်ပြထားတဲ့ဟာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုတော့ဟိုပါနည်းနည်းလေးကိုကိုကိုလည်းကိုယ့်ရဲ့ပြိသက်အတွက်ဦးစားပေးပြီးတော့ပေါ့နော်ဒါကတော့ကိုပိုင် trend တစ်ခုကိုကိုယ့်ရဲ့ကိုယ့်ရဲ့ဒီကိုရှောင်းလန်းတဲ့အမှုပညာဒီ comedy လမ်းကြောင်းမှာအာဒီလိုလမ်းကြောင်းလေးတစ်ခုကိုအရှိမလဲကျွန်တော်အများကြီးဖောက်ခဲ့တယ်ဆိုတော့လေအဲ့ဒီလမ်းကြောင်းလေးကိုလည်းကျွန်တော်ဒီထဲမှာနည်းနည်းလေးထည့်သုံးထားတယ်ပေါ့ သဘောတကူကဒီကျွန်တော်တို့ရိုးရာမှာကျွန်တော်တို့ဒီအလှခံတဲ့ကိစ္စလေးတွေဒီဘိုးတို့လိန်လုံးတဲ့ကိစ္စလေးတွေနောက်ပြီးတော့ကျွန်တော်တို့ဒါဥရှေရတို့မိုးကိစ္စလေးပေါ့ဒါလေးတွေကလည်းကျွန်တော်တို့ကဒါအဲမြမရဲ့နှလုံးသားကိုထိဟက်စေမဲ့ဇက်ွက်ကလေးတွေပေါ့အဲ့ဒါလေးတွေပါပါလာအဲ့ဒါလေးပဲပေါ့အဓိကကတော့အဲ့လိုမျိုးအကြိုက်အကြိုက်ကိုကျွန်တော်တို့ကဆွဲလုပ်ထားတဲ့သဘောပေါ့ဆရာကြီးကလေးကတော့ဟုတ် commercial ဆန်ဆန်ပေါ့ဒီတူဒီခန္ဓာကိုယ်အမှန်ငယ်လောက်တာမလောက်ထားဘူးဆရာအာ ရင်းစီးတယ်ပြုတ်ကြမနေလို့ဘာလဲအော်ဒါပဲရပါတယ်ဆရာအဓိကတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ရှိရရှိရဆရာကျွန်တော်လည်းအရှိမအများကြီးဖြစ်ဘူးပါတယ်ဒါပေမဲ့ဟိုဟာမြင်းမြင်းကဟိုဟာစီးကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်ဟိုဟာနိုင်တဲ့မြင်းဖြစ်နေလို့လည်းပါပါတယ်ဆရာဟုတ်ဘယ်လိုမှကြောက်ရွံ့လို့နိုင်တဲ့မြင်းဖြစ်တယ်ဘယ်ပြည့်တဲ့ကိုဗာမြတ်မက်ဆေ့ချ်ပေးခြင်း ဟိုဟာပေါ့မက်ဆေ့ချ်ငါတို့နှစ်ပတ်ဒီအားပေးတယ်ဟောနှစ်ပတ်ဒီဟုတ်ကဲ့ဟုတ်ကဲ့အခုကကန်နဝဲငါတို့ကလားနှစ်ပတ်ပြသခွင့်ရတယ်ဆိုတော့ပရိသတ်ရဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်တင်တယ်ပေါ့နော်အဓိကတော့ကျွန်တော်စူးစမ်းပြောသလိုပဲကျွန်တော်တို့ကဒီထက်ပို့ပြီးတော့ကောင်းမွန်တဲ့အမှုပညာရတာပို့ပြီးမြောက်တဲ့စကားတွေကိုအများအားကြိုးစားဖို့အတွက်အင်အားတွေလည်းဖြစ်မိတယ်။ဟိုရိုက်ကူးထားတဲ့ကားတွေလည်းအများကြီးရှိပါတယ်လို့ပြောချင်ပါတယ်။လာအောင်ပဲ။လာအောင်ပါခင်ဗျာ။အတန်းကားကြံနေရ။အကားတွေကတော့ရှိတယ်။ဟိုလောလောဆယ်ကတော့နှစ်ကား၃ကားလောက်တော့တင်ဖို့ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။အမီအေဂျီမာကိုကျုပ်တို့ဓမြအဖွဲ့ကဖမ်းထားပြီ။အေဂျီမာကိုအမြန်ဆုံးကယ်မဖြစ်တော့မှာ။အေဂျီမာကိုကျွန်တော်တယောက်တည်းသွားကယ်ခွင့်ပြုမှာ။ဘောင်းကျေကတော့တမနဲ့ကျေသွားတယ်ကွာ။ Yeah!